သူ့ကိုအနိုင်ယူအောင်ချက်ပီယံခပဲ့ရသွားတဲ့ဂျိုရှုအာဗန်ကိုခုလိုစကားတကွန်ပြောလိုက်တဲ့ပန်ဒိုကြောင့်နိုင်ချိန်မှာပြုံးဖို့လွယ်ပေမယ့်ရှုံးချိန်မှာပြန်ဘက်ကိုချီကျူးဖို့ဆိုတာတော်ရုံစိတ်တက်နဲ့မလုံနိုင်ပါဘူးဒီနေ့မှာတော့ USC ချန်ပီယံခပဲ့ကိုလက်လွတ်လိုက်ရပါမယ်စိတ်တက်ပိုင်းဆိုင်ရာမှာတော့တကယ့်ကိုလေးစားစရာကောင်းတဲ့ဝိုင်းရီချန်ပီယံဟောင်းကြီးပန်ဒိုကြောင့်ရဲ့စကားလေးကိုတင်ဆက်ပေးကြပါရစေဖြစ်စဉ်ကတော့အားလုံးသိတဲ့အတိုင်းပါပဲမြန်မာအကောင်ဆောင်ဂျိုရှုအာဗန်ဟာ USC Flyweight Champion လူပွဲမှာ ပန်ဒိုဂျာကို26စက္ကန့်အတွင်းအနိုင်ယူခဲ့ပါရီပန်ဒိုဂျာ၏တိုက်စစ်ကိုဘန်ကတုတ်ပြင်ရမှာပန်ဒိုဂျာနေချမမှန်ပဲနဲ့လဲကြပဲလက်စစ်လဲသွားခဲ့တာပါဒီရလဲကြောင့်အပွဲကိုရနာလိုက်ရပဲဂျိုရှုအာဘန်ကချန်ပီယံဖြစ်သွားခဲ့ပါရီဒီနေရာမှာပရိသတ်ချိုးနဲ့ဝေဖန်သူတွေကပွဲကောင်းမကြည့်လိုက်ရဘူးဂျိုရှုအာဘန်ကန်ကောင်းသွားရီအာချောင်းနဲ့ခပတ်ဆိုပြီးတော့အမျိုးမျိုးပြောဆိုနေကြပါရီဂျိုင်းမဲကဲကရှင်ဖြစ်တဲ့ရှုံးနေသွားသူပန်ဒိုဂျာကတော့အဲ့လိုမမြင်ပါဘူး ူပြောလိုက်တဲ့စကားတကွန်းကပြိသက်တွေအံ့အားသင့်စေခဲ့သလိုသူ့ရဲ့ရင်ကျက်မှုကိုလည်းပြသရာရောက်ခဲ့ပါရီပန်တိုဂျာကကျွန်တော်ဒီပွဲအတွက်အကောင်းဆုံးပြင်ဆင်ခဲ့တယ်ပထမအချိန်မှာတော့ဂျိုရှူအာဗန်ကိုအလဲထုတ်ဖို့လုပ်ပြီးအိမ်ပြန်ပို့ဖို့စိတ်ကူးခဲ့တာပါကျွန်တော်မှအဲ့လိုလုပ်နိုင်တဲ့စွမ်းရည်လေးရှိပါရီဒါပေမဲ့ကန်ဒီယာကကျွန်တော်ဘက်မှမရှိခဲ့ဘူးဒဏ်ရာရသွားတာမတော်တဆဆိုပေမဲ့ဒါဂျိုရှူအာဗန်ရဲ့အပြစ်မဟုတ်ပါဘူးသူ့ရဲ့ကန်စားတာကဒီနေ့မှချန်ပီယံဖြစ်ဖို့ပါလာပြီးသားမို့သူ့ရဲ့အောင်မြင်မှုအတွက်ကျွန်တော်ခေါ်ယူပါတယ်လို့ဆိုခဲ့တာပါ ဒီလိုစိတ်တမ်းပြုတ်ကအာစာလောကမှာတကယ့်ကိုရှာပါပါရင်ပုံမှန်ဆိုရင်ရှုံနေသွားသူတွေကစင်ကြီးဆန်လက်တွေပေးတဲ့ကြပေမဲ့ပန်တိုဇာကတော့သူရဲ့ကောင်းပီသားစွာတာဝန်ယူသွားခဲ့ပါရင်ဒါပေမဲ့ဒီဆက်ကပဲလာမယ့်ပွဲကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းစီတာပါယိုရှူအဗန်အနေနဲ့လည်းဒီစိန်ခုမှုကိုရှောင်လွှဲနေမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အာချောင်ရတဲ့ခက်ဘတ်လိုပြောနေသူတွေရဲ့ပါဇက်ကိုပိတ်ဖို့တွေပန်တိုဇာကိုနောက်တစ်ချိန်လဲထုတ်ပြဖို့လိုအပ်နေလိုပါပဲ။ အခုချိန်မှာဂျိုရှူအာဗန်ဟာခပတ်ကိုပိုင်ဆိုင်ထားပေမဲ့စစ်မှန်တဲ့ဘရင်တပါးဖြင့်တိမဲ့ပြုခံရဖို့ဒီရီမဲ့ဒုတိယပွဲကဆုံးဖြတ်ဖြစ်လာမှာပါပြဲမဲ့ကောင်းတွေစုံတွေ့ခြင်းကပွဲကောင်းတပွဲကိုဖန်တီးပေးနိုင်သလိုဖန်တို့ကြရင်ရင်ကျက်မှုနဲ့ဂျိုရှူအာဗန်ရဲ့သူရဲမှုတို့ပေါင်းစပ်လိုက်တဲ့အခါပရိသတ်တွေမျှော်လင့်နေတဲ့ရာစုနှစ်ရဲ့ပွဲကောင်းတပွဲဖြစ်လာတော့မှသိကြပါပြီကိုကိုနိုင်ရသွားတဲ့ပြဲဘက်ကိုပြစ်မတင်မဲမင်းကချက်ပြရဖြစ်ဖို့ထိုက်တန်ပါလေလို့ဝန်ခံရတဲ့ဖန်တို့ကြရဲ့စိတ်တက်ကတကယ့်ကိုမှချီးကျူးစရာပါ ။ဒါပေမဲ့သူကဒီလောက်နဲ့ရှက်မသွားပါဘူး။နောက်ထပ်စင်ကောစကားတစ်ခုမှထပ်ဖြေလိုက်ပါသေးတယ်။ဒါပေမဲ့မှတ်ထားပါကျွန်တော်ပြန်လာခဲ့မယ်။တန်ရာတက်တာရာနဲ့ဂျိုရှူဝါဘယ်နဲ့ပြန်တွေ့ဖို့ကျွန်တော်တောင်းဆိုမယ်။အဲ့ခါကြရင်တော့တကယ်ပွဲချမ်းကိုချပြမယ်လို့ကြိုကြော်ခဲ့ပါရီ။ဒီစင်ကောမှုကိုချန်ပီယံသစ်ဂျိုရှူဝါဘယ်ကလည်းကြိုဆိုလိုက်ပါရီ။ကျွန်တော်နာမည်က Fearless ကြောင့်ရှိသူပါ။မြန်မာသွေးမလို့ဘသူ့ကိုမှမကြောက်ပါဘူး။ပန်ဒိုချာမတည်နေရင်အချိန်မရွေးပြန်လာခဲ့ကျွန်တော်မြဲတဲ့စင်တင်မယ်လို့ပြပြသားသားတို့ပြန်လိုက်ပါရီယိုရှူဝါဘန်နေနဲ့ဝေဖန်သူတွေပြောသလို ကံကောင်းလို့နေတာဟုတ်မဟုတ်ဆိုတာကိုသက်သေပြဖို့အတွက်ပန်တို့ချာနဲ့ဒုတိယကြိမ်တွေ့ဆုံမှုကအပြစ်မနေလိုအပ်နေပုံရှားပါတယ်။ပန်တို့ချာရဲ့အတွေ့အကြုံနဲ့တူရှူဟာဘန်ရဲ့လူငယ်ခွန်အားတို့ထိတ်တိတ်တွေ့မဲ့ B match ဒုတိယဘွဲကတော့ပထမဘွဲထက်ပိုပြီးတော့ကြီးကောင်းမှသိကြပါပဲ။လောလောဆယ်မှာတော့ဂျိုရှူဟာဘန်ကတမိုင်းဝင်ချန်ပီယံဖြစ်ဂုံယဝင်ကြားစွာရည်တည်နေတယ်လို့ပန်တို့ချာကလည်းရှုံးနေမှုကိုသိက္ခာရှိရှိလက်ခံပြီးတော့ပြန်လာမယ့်အချိန်ကိုစောင့်မျှော်နေပါပြီ။ကေပရိသက်ကြီးရှုံးနေသွားပေမဲ့ဂျိုရှူဟာဘန်ကိုချီးကျူးပြီး တဖန်ပြန်လည်စင်ခေါ်ခဲ့တဲ့ပန်ဒိုချာရဲ့စိတ်ဓာတ်ကိုဘလို့မြင်ကြလဲသူတို့ညောင်ရဲ့ဒုတိယပွဲစဉ်စားတကယ်ဖြစ်လာခဲ့ရင်ဘသူနိုင်မယ်လို့ထင်ကြလဲမိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့ပါအောင်ရှင်